ထိထိရောက်ရောက်သာမဟန်တားနိုင်ဘူးဆိုရင်ရုရှားရဲ့အကြီးအကျယ်မှုကယူကရိန်းနဲ့တင်ရပ်တန့်သွားမှာမဟုတ်ဘူးလို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလမ်စကီကသတိပေးပြောကြားခဲ့ပါတယ်။စက်တင်ဘာ24ရက်နေ့တုန်းကကုလသမဂ္ဂထွေထွေညီလာခံရဲ့မိန့်ခွန်းမှာဇလမ်စကီကရုရှားသမ္မတဗလာဒီမီယာပူတင်ကသူ့ရဲ့ကျူးကျော်စစ်ကိုပိုပြီးကြဲကြဲပြန့်ပြန့်နဲ့နဲ့ရှာရှာချက်ထွင်ဖို့ကြံစည်ထားတယ်ဆိုပြီးထည့်ပြောသွားခဲ့တာပါ။မဟာမိတ်နိုင်ငံတွေဘက်ကခိုင်မာတဲ့စည်းလုံးညီညွတ်မှုကိုပြသပြီးယူကရိန်းကိုအစွမ်းအကုန်ထောက်ပံ့ကူညီမှုတွေတိုးမြှင့်ပေးတာမျိုးမရှိရင်တော့ ရုရှားရဲ့ကျူးကျော်မှုကိုနောက်ထပ်နိုင်ငံတွေပါကြုံတွေ့လာရလိမ့်မယ်လို့ဇလမ်စကီကဆိုပါတယ်ရုရှားရဲ့ကျူးကျော်မှုနဲ့အတူကမ္ဘာနိုင်ငံအသီးသီးကနိုင်ငံတကာလက်နက်ပြိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ချိန်ချမှုကိုခံစားနေရပြီလို့လည်းသူကပြောပါတယ်စစ်ရေးနှီးပညာတွေကလည်းအဆင့်မြင့်လာနေတယ်လို့နောက်ဆုံးမှာဘသူအသက်ရှင်ကျန်ခဲ့မလဲဆိုတာကိုလက်နက်ပိုင်ဆိုင်မှုကအဆုံးဖြတ်ပေးတဲ့အခြေအနေမျိုးရောက်လာနေကြောင်းဇလမ်စကီကထောက်ပြခဲ့ပါတယ်နောက်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တဲ့ ယူကရိန်းရဲ့လုံခြုံရေးကိုအာမခံချက်ပေးရမှာအားအနေလွန်းတဲ့နိုင်ငံတကာအင်အားစုတွေကိုလည်းသူကဝေဖန်ခဲ့ပါတယ်။လက်ရှိမျိုးဆက်ကကမ္ဘာသမိုင်းမှာဖြည့်စည်းအားအပြင်းဆုံးဖြစ်နိုင်တဲ့လက်နက်အပြိုင်တပ်ဆင်မှုကိုကြုံတွေ့ဖြတ်တန်းနေရကြောင်းလည်းသူကသတိပေးသွားပါတယ်။တာမန်ရွရွဒရုန်းလေးတစ်စီးကနျူကလ িয়ার ထိပ်ဖူးသဲဆောင်လာနိုင်တဲ့အနေမျိုးကိုဘယ်နိုင်ငံကအရင်ဖန်တီးနိုင်မလဲဆိုတာကိုစောင့်ကြည့်နေတာထက်မျက်မှောက်ကာလမှာရုရှားကိုထိထိရောက်ရောက်ရပ်တန့်တာကအများကြီးတက်တာရရစေလိမ့်မယ်လို့လည်းဇလမ်စကီကပြောသွားပါတယ်။ နောက်ပြီးညာရည်တု AI နည်းပညာနဲ့ပတ်သက်လို့နိုင်ငံတကာကအသိအမှတ်ပြုလက်ခံတဲ့တိကျတဲ့စည်းမျဉ်းတွေချမှတ်ဖို့ AI ကိုလက်နက်တွေအတွက်အသုံးပြုမှုမှာကျင်းဝစံနှုန်းတွေထားရှိဖို့လည်းနိုင်ငံတကာအသက်ဝန်းကိုသူကတိုက်တွန်းခဲ့ပါတယ်။ဇလမ်စကီကကုလသမဂ္ဂမှာမိန့်ခွန်းမပြောခင်တရက်အလိုစက်တင်ဘာ23ရက်နေ့တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုအပြီးမှာတော့ထရမ့်ကသူသမ္မတဖြစ်လာပြီးနောက်ပိုင်းယူကရိန်းအရေးနဲ့ပတ်သက်လို့ပထမဆုံးသိတာထင်ရှားတဲ့မူဝါဒအပြောင်းအလဲဖြစ် ယူကရိန်းဟာစစ်ပွဲမတိုင်ခင်ကထိန်းချုပ်နေမျိုးတွေအားလုံးကိုပြန်လည်ရယူပြီးစစ်ကိုအဆုံးသတ်နိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ယင်ကတော့ထရမ့်ကစစ်ရဆိုင်ရေးအတွက်ယူကရိန်းအနေနဲ့ပိုင်တဲ့တချို့ကိုအဆုံးရှုံးခံပေးရမယ်လို့မှတ်ချက်ပေးခဲ့မှုတာပါ။ရုရှားအစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမစ်ထရီပက်စကော့ကတော့ထရမ့်ဟာဇလမ်စကီလှည့်စားတဲ့ဇကားတွေကြားမှာမှိုင်းမိနေဟန် တူတယ်လို့လည်းသုံးသပ်ခဲ့ပါတယ်။ထရမ့်ကရုရှားဟာစစ်ဘွားရေးအကြီးအကျယ်အကြက်တဲရင်ဆိုင်နေရတယ်လို့ ထည့်သွင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ Peskov ကတော့အဲ့ဒီစကားဟာရုရှားဘက်ကနားလည်ထားတဲ့အခြေအနေမှန်တွေနဲ့အရန်ကြီးဆန့်ကျင်နေတယ်လို့ပြောကြားသွားပါတယ်ရှင်။